င်္ဂလာပါတတိယနဲ့မီဒီယာကွန်ရက်နက်ထရမီဒီယာကူရဲ့ဖော့ကက်အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကတော့တိုင်းသားဒေသတွေထက်ကဖြစ်ပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Pocket ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်။ကျွန်တော်က software ပါ ဒီနေ့တင်းတွေထဲမှာတော့ခရီးရဆရာတော်တပ်ဖြတ်ခံရမှုတန်တရားတရားခံဆရာကိုဖမ်းဆီးထားတယ်လို့ NUG ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတတိထားကြဖို့ကံကောမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတတိပေးထုတ်ပြန်လိုက်ပါတယ်။တင်းပေးပို့ချက်တွေထဲမှာတော့အေးစိတ်အချင်းထောင်တဲကလိုရက်စစ်ရိုဟင်ဂျာအယောက်900ကျော်ကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေနဲ့ထောင်အနာပိုင်တွေကခုထုတ်သွားတဲ့အကြောင်းနားဆင်ရဖို့ရှိနေပါတယ်။ဒီနေ့အစီအစဉ်ကိုတော့ကျွန်တော်နဲ့အတူစမိုင်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ခိုင်တိုင်းရွှေဘူခရိုင်ကန်ဂျီတောရွာမှာမန္တလေးကိုင်းချုပ်တဒနာကဆရာတော်ကိုတပ်ဖြတ်သွားတဲ့တင်တရားရှိသူ၁၀ယောက်ကိုဖမ်းဆီးဆီးဆီးနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်။ NUG ရဲ့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက February 18ရက်နေ့ဒီနေ့မှာထုတ်ပြန်တာဖြစ်ပါတယ်။ကန်ဂျီတော်ရွာမှာရှိတဲ့လွတ်မဲ့တော်တခင်မဖခင်เจ้าကဘုန်းတော်ကြီး Father John နဲ့မတင်ဟာ February 14ရက်နေ့ကတပြက်ခံလဲရတာဖြစ်ပါတယ်။ ဒီတက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးဖန်ဆီးထားတဲ့တန်တရားတရားခံတွေဟာဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ဆိုပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရွှေဘိုခရိုင်တရင်ကားနဲ့တိုင်းနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတွားရောက်ဖန်ဆီးခဲ့တယ်လို့ NUG ကဆိုပါတယ်ကန်ဂျီတော်ရွာကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဖုံးတော်ကြီး Father Martin Dorne ကိုဖမ်းခေါ်သွားပြီးတက်ဖြတ်လိုက်တာလို့ဒေသခံတွေကပြောပါတယ် ဖန်စီထားသူတွေဟာဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တာကြောင့် NUG ကာကွယ်ရေးဝင်ကြီးဌာနကစစ်ခုံရုပ်တင်စစ်ဆေးပြီးတရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်နေကြောင်း NUG ထုတ်ပြန်ချက်မှာထပ်သွင်းပြောဆိုထားပါတယ်။ NUG အနေနဲ့ဘာသာရေးကားဆောင်တွေအပါအဝင်အယက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့လုပ်ရက်တွေကိုပြင်းထန်စွာရှုတ်ချကြောင်းနဲ့ပြည်မှုကျူးလွန်သူတွေကိုတရားဥပဒေနဲ့အညီစစ်ဆေးဖို့ထုတ်အရေးယူသွားမယ်လို့ပြောထားပါတယ်။ Father Donnie Martin တက်ဖြတ်ခံရတဲ့အပေါ်ဝန်းနေကြောင်းနဲ့တာဝန်ရှိသူတွေအနေနဲ့ဂျူးလူသူတွေကိုအရေးယူပြီးတရားမျှတမှုဖော်ဆောင်ပြီးဖို့မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က February 15ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုသတိထားကြဖို့ကံကောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးထုတ်ပြန်လိုက်ပါတယ်။မကွေးတိုင်းကံကောခရိုင်ကံကောမြို့နယ်မြောက်ပိုင်းနဲ့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးဒေသခံပြည်သူတွေအနေနဲ့လေကြောင်းတိုက်ခိုက်တာတွေကိုသတိထားကြဖို့ FIFA 16ရက်နေ့ကသတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ကြိုတင်ကာကွယ်ရှောင်ရှားကြဖို့နဲ့ အသက်ဆုံးရှုံးတာတွေမဖြစ်ရလေအောင်လေကြောင်းသတိပေးချက်ကိုလိုက်နာကြဖို့တိုက်တွန်းထားပါတယ်။စစ်ကောင်စီကလေကြောင်းတက်ခိုင်းမှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်နေပြီးထိခိုက်သေးဆုံးတာတွေနေ့တိုင်းရှိနေတာကြောင့်သတိထားကြဖို့ထုတ်ပြန်တာလို့ကံကုန်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တော်ဝင်ရှိသူကဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲကလင်းမြို့နယ်တောင်ပိုင်းတန်မိုးရွာနဲ့ နှန်းချောင်းရွာကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်တလတာအရွယ်ကလေးအပါအဝင်ဒေသခံ၁၀ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီကကလေးတောင်ပိုင်းမှာတော့လေကြောင်းကနေစာတင်ချောင်းနဲ့ကျေးလက်စေးပေးခန်းတွေကိုအဓိကထားပြင်မဲ့ထားပြီးတိုက်ခိုက်နေတယ်လို့ဆိုပါရယ်ကလေးမျိုးနဲ့တောင်ပိုင်းကကလေးကန့်ကောလမ်းပိုင်းမှာရှိတဲ့ကမာနီတဒါအနီးကစစ်ကောင်စီတက်စကန်ကိုဒေသကကွေပြူပေါင်းတက်ဖွဲ့တွေကဖေဖော်ဝါရီလ၁၃ရက်နေ့ကတင်ပိုက်ခဲ့ပြီးနောက်စစ်ကောင်စီတက်ကလေကြောင်းကနေအပြင်းထန်ပုံချဲနေတာလို့ဆိုပါရယ် ကရင်ပြည်နယ်ဗတ်အံမြို့နယ်ကောဟဲရွာမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်စီကောက်စီတက်ဟာဖေဖော်ဝါရီလ15ရက်နေ့တကောင်ရဲချိန်မှာတိုက်ပွဲမရှိဘဲကော်ဟဲရွာကိုလီရင်နဲ့ဗုဒ္ဓီနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။ ဒီလိုလေကြောင်းကနေပုံကျဲမှုကြောင့်ကိုဟဲရွာကအိမ်တွေလည်းထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်တန်ရာရရှိခဲ့တဲ့ဒေသခံပြည်သူတွေကတော့နိဆက်ရစည်းရုံးတွေမှာတဲရောက်ကူတာနေရတယ်လို့ဆိုပါတယ်။စစ်ကောက်စီတပ်ပုံကျဲခဲ့တဲ့ကိုဟဲရွာဟာကရင်အမျိုးသားစည်းရုံး KNU တပ်မဟာတထုတ်ခရိုင်အုတ်ချုံနယ်မြေထဲမှာရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ February 13ရက်နေ့ကလည်းမွန်ပြည်နယ်ကြိုက်ထူမြို့နယ်နဲ့ဘီလီမြို့နယ်မှာတရက်ထဲရွာသုံးရွာကိုစစ်ကောက်စီတပ်ကဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ယောက်သေဆုံးခဲ့ပြီး၁၀ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဂျာကာလာမှာဖွဲ့စည်းထားတဲ့ခိုင်တရားရုံးနဲ့မြို့နယ်တရားရုံးအသီးသီးထံတိုင်ကြားလာတဲ့အမှုပေါင်း2024ခုနှစ်တနည်းတာအတွင်း198ခုရှိပြီးအချမ်းမဲ့တပ်ဖြည့်ရေးအမှုကအများဆုံးဖြစ်တယ်လို့ခရနီပြည်ဂျာကာလာတရားစီရင်ရဲ့2024ခုနှစ်နှစ်ချုပ်အစည်းအဝေးခင်းစာမှာဖော်ပြပါဗါတရားရုံးတည်တည်ရဲ့စစ်စစ်ဆုံးဖြတ်ပြီးတဲ့အမှု161မှုရှိပြီးတနည်းအထက်ဆက်တမှုတနည်းအောက်38မှု6လအောက်20မှု3လအောက်62မှုကိုစီရင်ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါရယ် ပြည်내တရားရုံးနဲ့တရားရုံးအသီးသီးတွေမှာရာဇဝတ်မှုတွေပုံစံရာဇဝတ်မဲ့ပုတ်တင်စာအုပ်စီးတစိမ့်မိတ္တုကူလုပ်ငန်းတွေပြည်သူဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ လက်ထက်မဲ့ဖို့တင်စာအုပ်တွေကိုစီစဉ်ဆောင်ရွက်ပေးခဲ့တာရှိတယ်လို့ဆိုပါရယ်။ဒါအပြင်အများပြည်သူသိရှိဖို့လိုအပ်တဲ့ကိစ္စရပ်တွေမှာတော့အရက်ဘက်အဖွဲ့အစည်းတွေအပြင်ပြည်သူလူထုတွေနဲ့ပူးပေါင်းဆောင်ရွက်နေတာရှိတယ်လို့တွင်ပြည်ချားကလာအစီအမံတရားရုံးချုပ်ရဲ့ပြည်내တရားသူကြီးချုပ်ခူပိုးရကကရင်းသတင်းဌာနဖြစ်တဲ့ကနရဝတီထိုင်သတင်းဌာနကိုပြောဆိုထားပါတယ်။ဆွဲဆိုတင်ပို့လာတဲ့အမှုတွေထဲမှာတော့အကြမ်းဖက်တိုက်ဖျက်ရေးအမှု၊ပြည်ရေးဆေးဝါးမှု၊တရားခံပြေးမှု၊လူတက်မှု ခိုးမှုနဲ့မတည်မှုတွေပါရှိပြီးအကြမ်းဖက်တိုက်ဖျက်ရေးအမှုကအများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ခုဆက်ပြီးတင်ပြပို့ချက်ကိုနားဆင်ကြရပါပါ အစ်စိအချင်းထောင်ထက်ကလူရဲစစ်ရဟင်ဂျာအယောက်900ကျော်ကိုစစ်ကောက်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေနဲ့ထောင်အနာပင်တွေကခေါ်ထုတ်သွားတယ်လို့အချင်းဦးစီးဌာနနဲ့နှိဆက်သူတွေကပြောပါတယ်။အာမီကတင်ဆက်ထားပါတယ်။အဲ့ဒီအကျဉ်းသားတွေကိုရှေ့တန်းကိုပို့ဖို့ခေါ်ထုတ်သွားတာဖြစ်နိုင်တယ်လို့အကျဉ်းသားအရေးလှုပ်ဆောင်နေသူတွေကပြောပါရယ် အားလုံးကရခိုင်ပြည်နယ်ဘက်မှာအဓိကမိတဲ့လူတွေဖြစ်ပါတယ်ပြီးတော့အေရာဗီတိုင်းထဲမှာအေရာဗီတိုင်းချင်းောင်းတွေမှာဖမ်းခံထားတဲ့လူတွေလည်းပါတယ်တနိုင်ငံလုံးကလူရဲစီတဲ့လူတွေညာတွေကိုသူတို့ခေါ်ထားတာဖြစ်ပါတယ်အင်းစိန်မှာသူတို့ပြီးခဲ့ရပိုင်းကစူးစီးခိုင်းမှာမှရှုလိုက်တာဖြစ်ပါတယ်အမျိုးသား964ယောက်အမျိုးသမီး286ယောက်နဲ့ကလေး69ယောက်စုစုပေါင်း928ယောက်ကိုဖေဖော်ဝါရီလ15ရက်နေ့မနက်6နာရီလောက်မှာကားတွေနဲ့လာခေါ်သွားကြတာလို့ဆိုပါတယ်ဒါပထမဆုံးချင်းအင်အားလုံးရင်းတဲ့ကောမှာသူတို့ လူရဲ့စီဗီယာလူတွေကိုအခုမှပို့တာဖြစ်တယ်ပေါ့နော်အဲ့တော့ကြာကျွန်တော်တို့အဲရှီရန်ကိုပို့မယ်မပို့ဘူးဆိုတာဟိုကနောက်ဆက်တွဲတည်င်းတွေအနေနဲ့ရရှိဖို့အရန်ခက်ခဲတဲ့အခြေအနေဖြစ်နေပြီပေါ့နော်ဒါအင်မတန်စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်စစ်ကောင်စီအနေနဲ့ဒါနိုင်ငံရေးရအောင်စစ်ရေးရအောင်တို့အကျိုးမြတ်တွေအများကြီးထုတ်လို့ရတဲ့ကိစ္စဖြစ်တယ်ပေါ့ ရခိုင်ပြည်စစ်တွေမြို့ကိုရေချောင်းကနေခေါ်သွားဖို့လုပ်နေတယ်လို့လည်းနိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ကဆိုပါတယ် PPNM ကရရှိထားတဲ့အချက်လက်တွေအရာအရင်နှစ်တွေမှာလည်းလူရဲစီတဲ့အကျဉ်းသားတွေကိုတနစ်ခွဲကျော်အကြာပြန်ပြီးတော့ချုပ်နှောင်ထားခဲ့တာမျိုးတွေရှိခဲ့တယ်လို့ဆိုကြပါတယ်ရှင် ဒီနေ့ရဲ့သတင်းအစီအစဉ်ကိုဒီမှာပဲရပ်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မင်းမြန်ချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။သတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနရဲ့ pocket ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချမ်းမြေ့ကြပါစေ။